Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Breaking News ဖြစ်ဒီ Athletic ကနေပြီးတော့ report လုတ်လာတဲ့သတင်းကကွင်းလေကစားမဖြစ်တဲ့ Bruno Fernandes ဟာသူ့ကိုခေါ်ဖို့ကန့်လန့်ထားတဲ့ Ehela ရဲ့ကန့်လန့်မှုကိုလက်ရှိမှာအလေးနက်ထားပြီးတော့လက်ခံဖို့နဲ့ပတ်သက်ပြီးစဉ်းစားနေတယ်ဆိုပြီးတော့ကျွန်တော်တခြားသတင်းတွေတက်လာတယ်။ Ehela ရဲ့ဘက်ကတော့၄နှစ်စာချုပ်နဲ့ကွင်းလေကစားမဖြစ်တဲ့ Bruno Fernandes ကိုကန့်လန့်ထားတာဖြစ်ပြီးတော့တနည်းကိုအခွန်အပီးစီးကိုပဲပေါ့နော်ကျွန်တော်တို့က လောက်ခလာစားယူရို25သန်းထိရရှိနိုင်မဲ့သူတို့ဒါဒီကန့်လန့်မှုမျိုးနဲ့သူတို့ကန့်လန့်ထားတယ်ဒါအပြင်အယ်ဟီလာရဲ့ဘက်ကတော့မန်ချက်စတာယူနိုက်တက်ထံကစားသမားကသာသူတို့ကံလမှုကိုလက်ခံခဲ့တယ်ဆိုရင်ကစားမားကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ကြီးအနေနဲ့ပေါင်တန်း80ဝန်းကျင်နဲ့ကံလှမ်းသွားဖို့လေ နော်ကန်လန်းသွားဖို့လေကျွန်တော်ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆို United ရဲ့ဘက်ကတော့ क्व င်းလေးကစားမဖြစ်တဲ့ Bruno Fernandes ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့သူတို့ဘာမှစိတ်မပူဘူးအရာအလုံးက AACC ဖြစ်နေတော့မယ်ဒါအပြင် Ehila ရဲ့ဘက်ကကန်လန်းမှုသာတရားဝင် လုပ်ခဲ့မယ်ဆိုရင်သူတို့လက်ရှိဥရောပကလပ်အသင်းရဲ့ဘက်ကလည်း क्व င်းလေးကစားမဖြစ်တဲ့ Bruno Fernandes ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးကဲလှမ်းလာနိုင်ခြေရှိတယ်ဆိုပြီးတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကယူဆထားတယ် ဆိုတော့ဒါဒီလက်ရှိကွင်းလင်ကစားမဖြစ်တဲ့ Bruno Fernandes နဲ့ပတ်သက်လို့တောက်လျှောက်ဆိုသလိုကျွန်တော်တို့မနော်ဒါ breaking news ဖြစ်ကျွန်တော်တို့တက်လာတဲ့သတင်းပေါ့လေဆိုတော့ Bruno Fernandes ဒီကျွန်တော်တို့ဒါအေဟီလာကိုပြောင်းရွှေ့သွားနိုင်တဲ့အခြေအနေမျိုးကျွန်တော်မြင်နေရတယ်ဒါဟာအတင်းတွက်ဘယ်လိုပြောရမလဲတော်တော်ကိုစိတ်ပူစရာပေါ့နော်စိတ်ပူစရာဆိုတာထက်လေတစ်ဖက်ကတွေးရင်လည်းစိတ်ပူစရာတစ်ဖက်ကတွေးရင်လည်းပဲကိုရီတာကောင်းကောင်းအလုတ်လုတ်တက်မယ်အလုတ်လုတ်နိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒါကောင်းတဲ့အရာတကူဖြစ်လာနိုင်တယ်တခုလို့ရှိတာပေါ့ပေါင်တန်း80ဆိုတဲ့အခါကျတော့အသင်းဘက်ကရောတကယ်လက်ခံပါမလားဘရူနိုဖာနန်ဒက်စ်အတွက်တော့ရှင်းတယ်ဗျာနော်မန်ချက်စတာယူနိုက်တက်မှာဆက်နေလဲဒီဘက်ကို3သိန်းကျော်လောက်ရနေတဲ့ကစားမတယောက်တော့ဖန်အသင်းနဲ့လေ2029လောက်ထိတက်တန်းရှိနေတဲ့စာချုပ်ရှိတဲ့ကစားမတယောက်ဒါပြင်အေဟီလာရဲ့ကံလမှုကိုသူလက်ခံလိုက်မယ်ဆိုရင်လည်းပဲကလပ်ဝေါ်ကပ်လည်းသူကံရမယ် ဒါအပြင်ကာရင်ဘင်ဇီမာနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့အပြီးမှာ sorry ကလပ် sorry league တခုလုံးရဲ့တတိယမြောက်လောက်ခလာစာအများဆုံးကစားသမားကျွန်တော်ဖြစ်လာမှာကစားမားဘက်ကကျွန်တော်တွေ့ရင်အရာအားလုံးဟာအချိန်ကြီးကောင်းနေတာအပေါင်းလက္ခဏာစင်နဲ့ကျွန်တော်တို့အနေနဲ့ပေါ့နော်အပြောင်းဒီအချိန်ကြီးတွေကြီးပဲရယ်အသင်းမှာဆက်နေရလို့လေဖာနန်ဒက်စ်ရက်ကပြဿနာမရှိဘူး ဒါပေမဲ့အရင်တုန်းကတော့ဘရူနိုဖရန်နက်စ်ကအသင်းဘက်ကလက်ခံမှရောင်းချခြင်းနဲ့ဆိုမှထွက်မယ်ဆိုတဲ့သတင်းတွေတက်ထတာအခုကတော့သူကိုယ်တိုင်ကိုကဘောနော်အဲဟီလာရဲ့ကံလမှုကိုတည်တည်ချာချာစဉ်းစားနေပြီဆိုတဲ့သတင်းတွေကျွန်တော်ပြောလာတော့နာမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းကြောင်းရွှေ့ကြီးပေါ်မူတည်ပြီးတော့လက်ခံမကန်စဉ်းစားမဲ့ချက်တွေပါလာပြီထားပါတော့ဗျာကျွန်တော်တို့ဟိုပရိသတ်ဘက်ကတွေးရင်တော့ဗောနော်ကျွန်တော်နှမျိုးနှစားတွေးလို့ရတယ်ခုနကပြောသလိုပဲဖာနန်ဒက်စ်ကိုကျွန်တော်တို့ဒါလက်လွတ်မယ်ဆိုတာကအသင်းအတွက်တော်တော်ကို ်ရင်ထိတ်ဖို့ကောင်းနေဘာလို့လဲဆိုတော့ကျွန်တော်တို့ကလက်ရှိကောင်းနေတဲ့အသင်မဟုတ်လို့ပါဘရူနိုဖာနန်ဒက်စ်လိုမျိုးတရာဒီကို twin goal ပါဝင်ပတ်သက်မှုအနည်းဆုံး25 goal ကနေ30လောက်ထိပေးနိုင်တဲ့ player တစ်ယောက်ကိုကျွန်တော်တို့ကဒီလောက်ဆိုးွားတဲ့ကာလာတစ်ခုမှာပိုင်ဆိုင်ထားရတာဆိုတော့ဖာနန်ဒက်စ်ပေါ်မှာဒီသင်ဟာအများကြီးမှီတည်ထားရတယ်ဆိုတော့ဒီလိုမျိုးအဆင့်15နဲ့လေကျွန်တော်ရာသီတင်းထားပြီးတော့ဘာဥရောပဝင်ခွင့်မှန်လေရထားခြင်းမရှိတဲ့အတင်းတင်းမှာဟိုဘယ်လိုပြောမလဲနောက်နှစ်ရာသီဖာနန်ဒက်စ်မရှိတာနဲ့ချက်ချင်းပိုကောင်းလာမယ်ဆိုတာကြီးက ရုပ်တိတိတ်ပြီးတော့မဆန်ဘူးဒါပေမဲ့လည်းလို့ပေါ့နော်ဖာနန်ဒက်စ်ကိုရောင်းချလို့ရတဲ့ငွေနဲ့အပြောင်းအရွှေ့တွေမှန်မှန်ကန်ကန်လုံနိုင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာပိုကောင်းတဲ့ကာလာတွေမြင်လာဖို့ရှိတယ်ပြည်တနာကအသင်းပိုင်ရှင်ရဲ့ဘက်က ရောဖာနန်ဒက်စ်ကိုရောင်းချလို့ရတဲ့ငွေကိုတကယ်ရောဒီကျွန်တော်တို့ဘယ်လိုပြောမလဲ recruitment ဘိုင်းဒီမှာအမှန်ကန်လုံလုံနိုင်ပါမလား Bruno Fernandes လိုမျိုးကစားမတဲ့ယောက်ကိုကျွန်တော်တို့လက်လွတ်ပြီးတော့ ကွင်းလယ်မှာဖာနန်ဒက်စ်ရဲ့အောက်ဘုတ်ကိုမှီအောင်မလုံနိုင်တဲ့ကစားမတွေရောက်လာမယ်ဆိုရင်တော့ဘယ်လိုလုပ်မလဲလက်ရှိအတင်းကတိုက်စစ်ကဂိုးမသွင်းနိုင်ခန်းစစ်ကမလုံဝင်းဘက်စ်တွေကအလုံးမလုံနိုင်နော်နီးပြကလည်းအိုင်ဒီယာမျိုးစုံကျွန်တော်တုံးတက်တဲ့မှာမပါဘဲနဲ့ဒါမျိုးတစ်ခုတွေသွားနေတဲ့အချိန်မှာဘလောက်ပဲခက်ခဲတဲ့အချိန်ဒီမှာပဲဖြစ်ဖြစ်ဒီကစားမကသွင်းကိုမြင့်သွင်းကိုဖန်တီးမြင့်မြင့်ဖန်တီးမှုဘလူပရက်ရှာတွေပဲရှိနေရှိနေဒီအတင်းကိုသူရလက်ဒီကောင်းအောင်သူလုတ်ပြထားနိုင်တာ အဲ့ဒါမျိုးကြောင့်ပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုရင် Finance နေရာမှာပိုကောင်းတဲ့ကစားသမားတွေနဲ့ဒီငွေကို Finance ကိုရောင်းလို့ရတဲ့ငွေကိုအတုံးချပြီးတော့ခေါ်နိုင်နေဆိုရင်ဒီအပြောင်းအရွှေ့ဒီကျွန်တော်တို့ဘယ်လိုပြောမလဲကိုယ့်အတွက်ခြုံမြင်တဲ့အရာမဟုတ်ပေမဲ့လို့ပိုကောင်းတဲ့အနာဂတ်တွေပိုင်ဆိုင်နိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့လက်ခံလိုက်လို့ရတယ်။ဒါပါတော့ဗျာ finance ကိုကျွန်တော်ရောင်းလိုက်မယ်။တန်း80ကျွန်တော်ရတယ်။အဲ့ဒီတန်း80နဲ့နောက်ထပ်တကယ်ကောင်းတဲ့ကွင်းလင်ကစားမှာနှစ်ယောက်လောက်ခေါ်နိုင်မယ်ဆိုရင်တကယ်အလုပ်လုပ်နိုင်မယ်ဆိုရင် ဒါဒီအများကြီးပူကောင်းတဲ့အရာဘာလို့လဲဆိုတော့ final seat 32နှစ်ရှိနေပြီ32နှစ်ဆိုတာမျိုးကအကယ်လို့ပေါ့နော်ကျွန်တော်တို့တာမန်ကစားမတယောက်အတွက်ဆိုရင်အလွန်ဆုံးကစားနိုင်နောက်ထပ်3နှစ်ပဲ final seat လိုမျိုး physical ပိုင်းကြီးကလုံးဝ strong ဖြစ်နေတဲ့ player အတွက်ကတော့အဲ့တဲ့ပူရင်ပူမှာပေါ့လေဒါကြောင့်အသင်းအတွက်ပဲကျွန်တော်တို့ကြည့်ရမှာ final seat အတွက်ကပြဿနာမရှိဘူးကစားသမားအတွက်ကပြဿနာမရှိဘူးအရာအလုံးက unit တက်မှဆက်နေလဲသူတို့ပြဿနာမရှိဘူးအသင်းပြောင်းသွားလဲပူကောင်းလာဖို့ပဲရှိတယ်ဗျာဒီလားသူတက် personal ဘက်ကကြည့်ရင်အတင်းတက်ကကျွန်တော်စိတ်ပူရတယ်။ဒါကြောင့်ပရိသတ်တွေတော်တော်များများပြောတယ်ဟာရောင်းလိုက် သိတယ်မလားနော်အသက်ကလည်း30ကျော်နေပြီ30တဲ့ကျော်နေတဲ့ player တယောက်ကိုတန်း80ကျော်ရမယ်ဆိုတာမျိုးကတော်တော်ကောင်းတဲ့အပြောင်းအရွှေ့ဒါပေမဲ့ကျွန်တော်တို့စိတ်ပူမှာကငွေလိုနေတာတော့မှန်တယ်။ပြန်အစားထိုးရင်ငါတို့အချင်းကြီးကောင်းမှာမလား။တခြားကစားမတွေနဲ့မတူဘူး။ဒါပါတော့ကာနာချိုကိုကျွန်တော်တို့ရောင်းချမယ်။ကိုညာရောက်တော့မှဆိုတဲ့အခါကျတော့ဒါဒီပိုကောင်းတဲ့ကစားမရောက်လာတာ။တိုက်စစ်မှာ Resman White Line ကိုကျွန်တော်တို့ပေါ့နော်။ဒါရောင်းထုတ်မယ်။ရောက်လာမယ့်ကစားမဒီပိုကောင်းမယ့်ကစားမကျွန်တော်တို့ဖြစ်လာမှာ။တေးကြရပြ White Line လောက်လက်ရှိညံ့တဲ့ကစားမတော့အဲ့ဒါတော့ထပ်ပြီးတော့ခေါ်တာမျိုးတော့ဖြစ်ချင်မှဖြစ်မှာ။ ကုသမအန်ဒရယ်ဦးနနာကိုကျွန်တော်တို့ရောင်းချမယ်ပူကောင်းတဲ့ကုသမရောက်လာဖို့ပဲရှိတယ်ဟုတ်တယ်မလားကွင်းလယ်မှာကျွန်တော်တို့နေတယ်ပေါ့နော်တခြားကစားမတွေလက်လို့မယ်ပူကောင်းတဲ့ပလေယာတွေရောက်လာဖို့ပဲကျွန်တော်ရှိတယ်ဖာနန်ဒက်ကျတော့အဲ့လိုမဟုတ်တော့ဘူးငါတို့တိုင်ပတ်နေပါတယ်ဆိုတဲ့ကာလမှာတော့မှဖာနန်ဒက်ပေါ်မှီတီနေရတာဒီကစားမကိုရောင်းလိုက်မယ်ဆိုရင်ပြဿနာကအများကြီးမရှိနိုင်ပြီမယ်ပြန်အစားမထိုးနိုင်ရင်အကြီးအကျယ်ပြဿနာကဒါကြောင့်ပေါ့နော်ကျွန်တော်တို့ကွင်းလယ်ကစားမဖြစ်တဲ့ဘရူနိုဖာနန်ဒက်ကတော့လက်ရှိအေဟီလာရဲ့ကံလက်မှုတွေကိုလုံးဝအမှန်ကန်စဉ်းစားနေပြီ တကယ်လက်ခံဖို့အတွက်နဲ့ပတ်သက်ပြီးတော့ဆိုတော့ Manchester United ကတော့ okay အဟီလာရဲ့ဘက်ကပေါင်သန်း80နဲ့တရားဝင်ကန့်လန့်လာမယ်ဆိုရင်အဟီလာအပြင်ကိုတခြားဥရောပကလပ်အသင်းတွေလည်းအပြိုင်ကန့်လန့်ကြမှာပဲအဲ့ဒီခါကျမှတန်ကြီးအမြင့်ဆုံးကန့်လန့်နိုင်မယ့်အသင်းကိုငါတို့လက်လွတ်သွားမယ်ဆိုတဲ့စိတ်ကူးမျိုးနဲ့သူတို့ရှိနေတယ်ဆိုတော့ပြောရလို့ရှိရင်တော့အဟီလာကန့်လန့်လာတဲ့ဥရောပအသင်းတွေလည်းငါတို့အပြိုင်ကန့်လန့်လာမှာပဲဆိုတဲ့ပုံစံမျိုးဈေးကစားခြင်းနဲ့ပုံစံမျိုးစောင့်နေတာဒါမှမဟုတ်ဘောနော် အတင်းဘက်ကတော့ finalist နဲ့ပတ်သက်လို့အေးစစပဲသူတို့ကဟိုမဖြစ်မနေလေရောင်းထုတ်သွားမယ်ခြေနေမျိုးတော့ဟုတ်မနေဘူးပေါင်တန်း80တိပြင်ဆင်ထားတယ်အဲဟီလာရဲ့ဘက်က finalist ကလည်းသူ့ agent က sorry တွေပါသွားပြီးတော့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ဆွေးနွေးတာတွေလုပ်နေတယ်အဲဆွေးနွေးမှုတွေကလည်းအပေါင်းလက္ခဏာစောင်းနေတယ်ဆိုတော့ဒါအပြောင်းရွှေ့ကကျွန်တော်အနေနဲ့တော်တော်ကြီးကိုဖြစ်လာမှုများနေတယ်ပေါင်တန်း80ဆိုတာကလည်းအတင်းတစ်ပတ်သိငင်းရက်နိုင်တဲ့ပမာဏမျိုးတော့မဟုတ်ဘူး တန်းတရာလောက်ရရင်တော့ကောင်းလာပေါ့ဗျာတန်းတရာလောက်ရရင်တော့တိတ်ပြီးတော့ကျွန်တော်စဉ်းစားမဲ့တယ်မှာမပါဘူးတန်း80ဆိုရင်တော့အင်ဒီနီဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါပေမဲ့တို့တန်း80လောက်နဲ့ပဲတို့ဘောနော်ကန်လန်းဖို့ကျွန်တော်ရှိတယ်ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ဘောနော် AMOLING ကတော့ခဏတိုင်းပြောတာပေါ့လေသူတို့ရှေ့ဆက်ပြီးတော့တိဆောက်မဲ့အတင်းမှာ Fernandez ဒီအများကြီးအရေးကြီးတယ် Bruno Fernandez ဒီအတင်းအတွက်အရေးပါတဲ့ player တယောက် Fernandez ကိုဥတည်ပြီးတော့ကျွန်တော်တို့ကတိဆောက်မယ်ဆိုပြီးတော့သူပြောပြောနေတယ် ဒါကလည်းနီးပြအနေနဲ့ဒီယာဒီမှာအားကိုးခဲ့ရဆုံး player တယောက်ဖြစ်တဲ့အတွက်အာကျွန်တော်တို့ကတော့လက်လွတ်ဖို့ပြင်ဆင်ထားတဲ့ဘာညာတော့သူကတော့ပြောမှာမဟုတ်ဘူးပေါ့လေတခုရှိရတော့ဗျာသူလူတွေဥမာပေးတယ်လို့ပေါ့အာကီလီယန်ဘာဘီတို့မက်ဆီတို့နေမာတို့ထွက်မှ PSG ကပိုကောင်းလာတယ်လို့တခြားအသင်းတွေဆိုလို့ချင်းလည်းပဲသိတယ်မလားသူအာသူတို့အသင်းမှာ star player တွေဖြစ်တဲ့သူတွေထွက်မှပိုကောင်းလာတယ်ဟေ့ပြောကြတာပြဿနာကသူများအသင်းတွေလိုမျိုးကိုရီးယား recruitment ပိုင်းတွေ recruitment ပိုင်းတွေပြီးကစားမခေါ်ယူတဲ့အပိုင်းတွေမှာထက်မြက်နေတဲ့အသင်းမဟုတ်ဘူး ငွေကြေးပိုင်းရလဲကောင်းနေတဲ့အတင်မဟုတ်တယ်လို့ကစားသမားခေါ်ခဲ့တဲ့လွန်ခဲ့တဲ့၄၅၆နှစ်ကိုပြန်ကြည့်ရင်အလုတ်ဖြစ်ခဲ့တာဆိုလို့ finalist တယောက်လောက်ပဲရှိနေတဲ့ပုံစံမျိုးဆိုတော့ဒါကြတော့အတင်းတောင်းရှိသူတွေမှာလဲယုံကြည်လို့မရဘူးယုံကြည်လို့မရဘူးဆိုတော့ Ineos တို့ဘာလို့အတိရောက်လာပြီးဟိလို့ပြောဟောအောင်ကလည်းပြီးခဲ့တဲ့နှစ်ကအပြောင်းအရွှေ့တွေမှာ Ineos ရဲ့လုပ်ရက်တွေကိုကျွန်တော်ကြည့်ကြည့်ဘလို့မှအားရစရာကောင်းနေတဲ့ချိန်မှာရှိမနေဘူးဆိုတော့စိတ်ပူစရာပါတစ်ဖက်ကတွေးကြည့်တော့လဲကောင်းလာနေတဲ့လက္ခဏာတွေတော့ကျွန်တော်ရှိတယ် ဆန်ဂျီဂရိုရောကွင်းလေကစားမဖြစ်တဲ့ဘရူနိုဖာနက်စ်ကိုပေါင်သန်း80နဲ့ဆိုရင်အတင်းဘက်ကလက်လွတ်တင်တယ်လို့ကျွန်တော်ထင်ကြလားတကယ်လို့လက်လွတ်ပြီးတော့တန်း80ရလာမယ်ဆိုရင်တော့ဖာနက်စ်နေရာကိုအတင်းတောင်းဝင်ရှိသူတွေဘက်ကတကယ်ပိုကောင်းတဲ့ကစားမတွေနဲ့အစားထိုးနိုင်မယ်ထင်ကြလားစူးနေကြပါဦးဆန်ချီချီဝါပြည်တဲ့ညီကများလုံးကိုချစ်သူများဒီမှာနဲ့နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုချစ်စုပါ